ကျွန်တော်တို့ AutoCAD command တွေကကျွန်တော်တို့ master command နဲ့ဒီ divided command လေးကိုပြောပြပေးခြင်းပါတယ်ဒီ command လေးတွေကဘယ်လိုညာမျိုးတွေမှာအသုံးဝင်လဲဆိုတော့ကျွန်တော်တို့ဒီ line တွေကျွန်တော်မြင်းကွေးတွေ set wide တွေပဲဘလို့ဟာဒီ object တွေပဲဖြစ်ဖြစ်သူကဒီကိုလိုချင်တဲ့ ဟိုအတိုင်းတာကိုလိုချင်တဲ့ဟိုအစိတ်အရေအတွက်ပေါ့နော်အဲ့လိုမျိုးတွေသူကဒီကန့်တက်ပြီးတော့သူကစိတ်ပေးမှာပိုင်းပေးမှာ ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ Savia တွေနဲ့အနေနဲ့ဆိုရင်တော့ပို့ပြီးတော့အသုံးဝင်တယ်ဘာကြောင့်လဲကျွန်တော်တို့ဒီကျွန်တော် save point တွေရိုက်ဖို့အတွက်ကိုကျွန်တော်တို့ cap line တွေမှာကျွန်တော်တို့ဒီဟိုဒါပေါ့3 3မီတာကြားကျွန်တော်တို့စိတ်ရှင်တာတော့အဲ့လိုမျိုးတွေဆိုရင်ကျွန်တော်တို့ဒီဟိုဒီ command လေးတွေကိုနားလည်နေရဆိုရင်အရန်ကိုလွယ်လွယ်ကူကူနဲ့သုံးလို့အဆင်ပြေပါတယ်အဲ့ဒီတော့ကျွန်တော်ပထမဆုံးဒီ command ကိုမလုပ်ခင်မှာကျွန်တော်တို့ဒီ point နဲ့ point modify ဆိုတဲ့အကြောင်းလေးကိုအရင်သိဖို့အရေးကြီးတယ်။ဘာကြောင့်လဲဆိုတော့ तू ကဒီကောင်ကိုစိတ်ပေးမှာဒီ command ကိုတုံးလိုက်တယ်နဲ့ तू ကဒီ point ကို तू ကစိတ်ပေးမှာဖြစ်တယ်။အဲ့ point ကို तू ကဒီနေရာလေးမှာလာပြမှာဖြစ်တဲ့အတွက်အဲ့တော့အဲ့ဒါမသိခင်မှာကျွန်တော်တို့ဒီ point modify နဲ့မှာကျွန်တော်တို့ point နဲ့မှာအဲ point modify ကိုကျွန်တော်တို့ဘယ်လို point အနေထားလေးတွေလုပ်မယ်ဆိုတဲ့ဟာလေးတွေကတော့ကျွန်တော်တို့ဒီဒီဗီဒီယိုမှာကြာအောင်ပါဆိုလို့ကျွန်တော်တို့ဒီအရင်ကျွန်တော်တင်ထားတဲ့ဒီ AutoCAD 2D ဒါတင်ငန်းစာရေးထဲမှာ point နဲ့ point modify အကြောင်းပြန်ပြီးတော့ကြည့်လိုက်တယ်ဆိုရင်တော့ပို့ပြီးတော့ရှင်းမယ်လို့ထင်ပါတယ်အဲ့ဒီတော့ကျွန်တော်ကတော့ဒီ point မခေါ်ခင်မှာ DDTIMV pipes point ဆိုတော့ဒီထဲကိုမရိုက်ရှိတဲ့ကျွန်တော်ဒီမှာအဲကိုလိုချင်တဲ့ point အမျိုးအစားလေးကိုပြဖို့အတွက်ကိုကျွန်တော်မှာဒီကောင်လေးရွှေထားတယ် point size က200ကျွန်တော်ရွှေထားတာပေါ့နော် point size 200ဆိုတော့ကျွန်တော်ဒါ millimeter drawing ဖြစ်နေတဲ့အတွက် point size ကို200လောက်ရွှေထားတာဖြစ်ပါတယ်ဒီမှာကတော့ဒီကျွန်တော်တို့ site ကကျတော့အောက်မှာရေးထားတာနဲ့အဲရွှေထားပါမယ်အဲဒါဆိုကျွန်တော်တို့ရပြီအဲဒါဆိုကျွန်တော်တို့ကစပြီးတော့ခွဲမယ်ပေါ့နော်အဲ့ဒီတော့ masher command ကိုအရင်တုံးကြည့်မယ် masher command ကြတော့သူက ဥပမာကျွန်တော်တို့ကဒီမင်းเจ้าတစ်ယောက်ပေါ့နော်ဒီမင်းเจ้าတစ်ယောက်ကသူကဒီကိုလိုချင်တဲ့ အတိုင်းအတာတိုင်းကိုသူကစိုက်ပြီးအဲသူကစိတ်ပြီးမှာပေါ့နော်ဥပမာပြောရင်ဒီဒီမင်းကျောင်းရဲ့အဲဒီမင်းကျောင်းရဲ့ lunch ကဘယ်လောက်ရှိလဲဆိုတော့ဥပမာကျ property ထဲမှာကြည့်မယ်ဆိုရင်ဒီမင်းကျောင်းကကျွန်တော်တို့ဒီ1000ပေါ့နော်မီလီမီတာ1000ရှိတဲ့ဒီမင်းကျောင်းတစ်ကျောင်းပေါ့နော်မင်းကျောင်းတစ်ကျောင်းဖြစ်တဲ့ကိုကိုကဒီကောင်ကိုကိုကစိတ်ရှင်တာကဥပမာဒီ900ကျားပေါ့နော်အဲ900ကျား900ကျားကိုကစိတ်ရှင်တယ်စိတ်ရှင်တယ်ဆိုရင်ကျွန်တော်တို့က masha command ကိုတုံးမယ် m e a s u i masha ကိုတုံးမယ် m e a s u i masha ကွန်မန်းကိုကျွန်တော်တို့မှာသုံးมาဖြစ်ပါတယ်မရှာကွန်မန်းသုံးပြီးမှကျွန်တော်တို့ကဒီမှာအဲကိုစိတ်ရှင်နဲ့ဒီ object ကိုကျွန်တော်တို့ select ပေးရပါဖြစ်တယ် select ပေးမယ် select ပေးပြီးတော့ဘယ်လောက်စိတ်ရှင်လဲ segment ဘယ်နှခုစိတ်ရှင်တာလဲပေါ့နော်အဲ စက်မတ်ကိုစိတ်မဲ့ဟို lunch ပေါ့နော်အဲ lunch ကိုသူကတောင်းတယ် lunch ကိုတောင်းကျွန်တော်ဥမာကတော့ကျွန်တော်900နဲ့ station နဲ့ဆိုကျွန်တော်900လို့ကျွန်တော်ရိုက်ချလိုက်မယ်ရိုက်ချလိုက်မယ်ဆိုသူကဒီကောင်နေအကုန်လုံးသူကစိတ်ပြီးသွားတာ900ချာ900ချာသူကစိတ်ပြီးသွားဖြစ်ပါတယ်ကျွန်တော်ကတော့ point modifier ကိုဘာကြောင့်ကျွန်တော်ယူရတာဆိုတော့ပြောတာလဲဆိုတော့သူကအဲ့လိုစိတ်ပြီးတဲ့အချိန်သူက point command ကိုသူ auto ဒီမှာသုံးသွားတာဖြစ်တဲ့အတွက်ပါအဲ့ဒီတော့ကိုလိုချင်တဲ့ point ပုံစံလေးတွေကိုအဲတခါလေးယူရဖို့တကူ ကိုယ့်ရဲ့ point site နဲ့ point modifier ကိုကဒီကြိုတင်ပြီးတော့ရွေးထားဖို့လိုအပ်တာပေါ့နော်အဲဒါဆိုကျွန်တော်တို့ကမှန်မှန်မှန်ကျွန်တော်သူစိတ်ပေးတာမှန်မှန်မှန်ကျွန်တော်စစ်ကြည့်မယ်အဲ့တော့သူကစိတ်ပေးလိုက်တာအဲ့သူက900 900စီသူကစိတ်ပေးသွားတာဖြစ်ပါတယ်အဲ့ဆိုရင်တော့ဒါကတော့မှန်သွားပြီပေါ့နော်အဲ့ဒါဆိုရင်သူက900 900စီစိတ်စိတ်ပေးတာဖြစ်တယ်ဥမာဒီ h net မှာလဲကိုကစိတ်ရှင်နေဆိုရင်ခုနလိုပဲ masha masha command ကိုသုံးမယ် ဒီမှာ MESUI မတ်ရှာမတ်ရှာကွန်မောင်းတုံးမဲ့ပြီးရင် slab ပေးမယ်ဟိုမှာဒီ cap လေးကိုကျွန်တော်ဥမှာ1500ကြာပေါ့နော်1500ကြာစိတ်ရှင်နေ1500ကြာစိတ်ရှင်နေ1500ဆိုရိုက်ချလိုက်မယ်ရိုက်ချပြီးရင် तू ကဒီမှာ 1500ကြာ1500ကြာ तू อ่ะစိတ်ပြီးွားပြီဖြစ်တယ်အဲ့တော့ဒီ तू อ่ะအပေါ်ကနေစပြီးစိတ်သွားပြီးတော့1500ကြာ1500ကြာအဲ့ကြတော့ဂျန်တဲ့ဟာဘောက1500မလောက်တော့ဘူးဆိုတော့မလောက်တော့တဲ့နေရာဒီ तू อ่ะထားခဲ့လိုက်တယ်ဂျန်တဲ့အပိုင်းလေးကို तू อ่ะထားခဲ့ပေးတယ်အဲ့ဒီတော့မှန်မှန်မှန်ကျွန်တော်ကစစ်မယ်ဆိုရင်ကျွန်တော် ash land လေးကျွန်တော်တို့ကတခုဆွဲရမှာပေါ့နော်ဆွဲပြီးတော့မှကျွန်တော်ကစစ်စစ်လို့ရမှာပေါ့နော်အဲ့ဒီတော့ဒီ ash land လေးတခုဆွဲကြည့်လိုက်မယ်ဆွဲကြည့်ပြီးတော့ကျွန်တော်တို့ဒီအဲ dimension တိုက်နေမှာကျွန်တော်တို့ဒီ S လမ်းကိုတိုင်းလို့ရတဲ့ဟာလေးကျွန်တော်တိုင်းကြည့်လိုက်မယ်ဒါဆိုရင်တော့သိကြတယ်1500သူကစိတ်ပေးပါတယ်ဒါလေးအကုန်လုံးက1500စိတ်ဒီကြီးပဲဒီအောက်ဆုံးဟာတစ်ခုဆို1500မရှိတော့ဘူးဒီကောင်ဆိုရင်1500မရှိတော့ဘူးဒါဆိုရင် तू ကြံတလောက်ကို तू စိတ်ပြီးပါတယ်ကိုက99ပဲရှိတယ်ဒါဆိုရင်တော့သူ့ရဲ့ master command ကဒီလိုများမျိုးတွေမှာအသုံးတည်တာဖြစ်ပါတယ်ဒီလိုပဲဒီ object မှာလည်းကျွန်တော်တို့ဒီစိတ်မယ်ဆိုလဲကျွန်တော်တို့စိတ်လို့ရတယ် m e m EASY Masha Comment ဒီမှာစိတ်မယ်ဆိုရင်2000ကျားစိတ်မယ်ဆိုရင်2000 2000ရိုက်ရှာလိုက်မယ်ဒါဆိုရင် तू 2000ကျားကို तू စိတ်ပေးပါပြီဒီအနေနဲ့2000ကျန်တဲ့ဟာ2000 तू စိတ်ပေးဖို့တော့မလောက်တော့လို့ तू ကမစိတ်ပေးတာပေါ့နော်အဲဒီတော့2000ကျား2000ကျားစိတ်ဝါပေးတယ်ဒီအနေနဲ့ဒီအနေနဲ့ဒီထိစိတ်ဝါပေးတယ်စိတ်ဝါပေးတယ်ကျန်တဲ့ဟာတော့စိတ်ပေးလို့မရတဲ့ဟာ तू ကဒီတိုင်းထားတယ်ဒါကကျတော့ Masha ကျတော့ကျွန်တော်တို့ဒီပုံစံမျိုးကိုလိုချင်တဲ့အဲကိုလိုချင်တဲ့ဟို segment အတိအကျတိုင်းသူကစိတ်ပေးတာဖြစ်တယ်ကိုက2မီတာကြားသူ2မီတာအဲ3မီတာကြားသူ3မီတာသူကအဲ့လိုမျိုးစိတ်ပေးတာဖြစ်တယ်တပိုက်တက်ကြတော့အဲ့လိုမဟုတ်ပါဘူးတပိုက်တက်ကြတော့ကိုလိုချင်တဲ့ကိုလိုချင်တဲ့အစိတ်အရေအတွက်ဥမာကိုကဒီကောင်ကခုနလိုပဲ10မီတာ10မီတာရှိတဲ့ကျွန်တော်တို့ဒီမြင်းကြောင်တစ်ကြောင်ဖြစ်တယ်အဲ့ဆက်မီတာရှိတဲ့မြင်းကြောင်တစ်ကြောင်ကိုကျွန်တော်ကဒီ3 3စိတ်အတိအကျစိတ်ချင်တာပေါ့နော်အဲ့ကျတော့ကျွန်တော်3စိတ်အတိအကျစိတ်ချင်တဲ့ကျွန်တော် DIV device ဆိုပြီး DIV ကိုကျွန်တော်တို့ command ကိုခေါ်လိုက်မယ်ပြီးရင် select ကိုအဲ select object နဲ့သူက object ကို select ပေးရမယ် select ပေးလိုက်ပြီး select ပေးပါဘယ်နှစိတ်စိတ်ရှင်လာလဲဆိုတော့သူကမေးပါပြီ number of the segment ပေါ့နော် number of segment အဲ့တော့သူကမေးတယ်မေးတာဖြစ်တယ်လို့ကျွန်တော် number of segment ကကျွန်တော်ကဟိုမှာ3စိတ်ပေါ့နော်ကျွန်တော်ခုနပြော3စိတ်စိတ်မယ်ဆိုရင်ကျွန်တော်3စိတ်ရေးပြီးတော့ enter ခေါက်လိုက်မယ်ဒါဆိုရင် तू ကဒီမြင်းเจ้าဝင် तू ကသူ့ဘက်သူတွက်ပြီးတော့အတိအကျ ုံးစိတ်စိတ်ပေးလိုက်တာဖြစ်တယ်ကျွန်တော်တို့စစ်ကြည့်မယ် dimension မှာစစ်ကြည့်မယ်သူကအတိအကျအုံးစိတ်စိတ်ပေးလိုက်တယ်3333 3333နောက်ဆုံးတစ်ခုကတော့3344ဖြစ်ဖြစ်ဖြစ်အော်3333ပဲအကုန်လုံး3333သူစိတ်ပေးသွားတာဗောနော်ဒါဆိုရင် तू ကကြတော့ကိုလိုချင်တဲ့အစိတ်အရေးအတွက်ကို तू ကစိတ်ပေးတာနောက်တစ်ခု divide တက်ကိုထပ်ခေါ်မယ် DIMV DIV command နဲ့မှာ divide DIVID divide command divide command ခေါ်လိုက်မယ်ဆိုရင် segment အရေအတွက်တောင်းမယ် segment အရေအတွက်ကိုကျွန်တော်ဥမာအဲ15ခုစိတ်ရှင်တယ်ဗောနော်15ခုစိတ်ရှင်သူက15ခုစိတ်ပြီးမှဖြစ်တယ်ဒီကောင်အကုန်လုံး segment 15 lunch အတူတူဗောနော်15စိတ်အတိအကျသူကဒီမှာစိတ်သွားပေးတာဖြစ်တယ်ဒီကောင်ဆိုလေ DIV ဒီကောင်ဆိုလေစိတ်ရှင်တယ်ဆိုရင်ဥမာ လေးစိတ်စိတ်ချင်တယ်လေးစိတ်သူအတိကျသူစိတ်သွားပြီးမှဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်တို့ DIMW command နဲ့ဒီ mesh command ကြတော့ဒီလိုမျိုးလေး क्वे ပြပါတယ်အဲ့ဒါမျိုးဒီနှစ်ခုလေးကိုကျွန်တော်တွဲပြီးတော့အဲရှင်းပြပေးခြင်းဖြစ်တယ်ကျွန်တော်တို့ဒီလိုမျိုးဟာတွေကစာပေရာတွေအတွက်ပို့ပြီးတော့အသုံးဝင်နေကျွန်တော်တို့ဒီစာပေ point နေဒီ LAN alignment နေဒီ cap alignment နေအဲ့လိုမျိုးရိုက်တဲ့အခါမှာကျွန်တော်တို့ဒီတစ်ခုချင်းပေါ့နော်ကိုက2မီတာ interval ကြားမှာကိုကရက်ရှင်နေဆိုရင်အဲ့လိုမျိုး2မီတာ interval မှာဟိုအရင်တော့ကျွန်တော်မသိခင်တော့ဒါကြီးမသိခင်တော့ဒီ cap ကြီးနဲ့2မီတာ2မီတာအကုန်လိုက်ဆွဲရတာပေါ့ဆွဲပြီးတော့ copy and paste လိုက်လုပ်ပြီးတော့အဲ့လိုမျိုးအရန်နေကြာ တာဗောနော်ဒီ command လေးတွေတီးတော့အဲလိုရကူကူလေးနဲ့ကိုအစိတ်အေးအတွက်နဲ့လှုပ်ရှင်တာလားအဲ lunch နဲ့လှုပ်ရှင်တာလားဆိုတော့လိုရကူကူလေးလှုပ်လို့ရဗောနော်ကျွန်내ဒီ autocad drafter တွေအနေနဲ့လဲကိုရည်ညွှန်းခြင်းတဲ့နေရာလေးတွေမှာဒီလိုမျိုးပြဖို့လိုအပ်တယ်ဆိုရင်ဒါဆို segment လေးတွေနဲ့ရှင်းရှင်းသုံးပြလို့ရတာဖြစ်ပါတယ်အဲ့ဒီတော့ဥမာကိုကဒီနေရာမှာဟိုမှာ lambda တိုင်းလေးထားဖို့ရှိတယ်ပဲပြင်ဆိုင်ဖို့ထားတာပါ ချီတယ်ပဲဖြစ်ဖြစ်ပေါ့နော်စိတ်ပြီးဝိုက်ပြီဆိုရင်ကိုကအဲ့နေရာလေးမှာကိုလိုချင်းတဲ့ဟာလေးတွေလိုက်ပြလိုက်တာ ਨੇ ချက်ချင်းကိုလွယ်ကူကူနဲ့ပြီးမှဖြစ်ပါတယ်တခုချင်းလိုက်ဆွဲเสียရမလို့ဘူးပေါ့နော်ယေစုတမန်တော်